အနာဂတ်နည်းပညာလောကရဲ့ရှေ့ဆောင်လမ်းပြတစ်ယောက်လို့ပြောရမယ်အီလွန်မတ်စ်ရဲ့2026ခုနှစ်အတွက်ရှေ့ပြစ်ဟောကိန်းတွေကတော့ထွက်လာပါပြီ။အီလွန်မတ်ဆိုတာနဲ့ Tesla ကားတွေ SpaceX ဒုံးမြန်တွေနဲ့ Starlink Internet တွေအပြင် AI နဲ့ပဲသူ့ရဲ့ထင်ရှားတဲ့ယင်းနှိမ့်နှံမှုတွေနဲ့ပြောဆိုချက်တွေကြောင့်တော်တော်လေးလူသိများတဲ့ပုံကိုတယောက်လို့တန်းသိနိုင်ပါတယ်။ အခုဆိုရင်သူ့ရဲ့ XAI ကုမ္ပဏီကလည်း AI လောကမှာတော်တော်လေးနေရယူလာနေပြီဆိုတော့သူ့အနေနဲ့အနာဂတ် AI တွေအပေါ်အမြင်သဘောထားတွေကလည်းအရန်စိတ်ဝင်စားဖို့ကောင်းလာပါတယ်ဆိုတော့2026ခုနှစ်အတွက်သူ့ရဲ့အဓိကခံမှန်းချက်တွေကဘာတွေဖြစ်မလဲ။သူက AI နဲ့ပတ်သက်ပြီးတော့အကောင်းမြင်တဲ့ခံမှန်းချက်တွေရှိခဲ့သလိုသတိပေးချက်တွေလည်းမကြာခဏထုတ်လို့ရှိပါတယ်။ ဒါမဲ့အခုဒီသူ့ရဲ့ဟော်ဂိန်းထဲမှာတော့စိတ်လှုပ်ရှားစရာနဲ့စိတ်ဝင်စားစရာကောင်းတာတွေအများကြီးအများကြီးကိုပါဝင်နေပါတယ်ကျွန်တော်တို့အနေနဲ့ AI ရဲ့အကျိုးကျေးဇူးတွေကိုအပြည့်အဝရယူဖို့စူးစမ်းရင်းနဲ့တစ်ဖက်မှာလည်းဖြစ်လာနိုင်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ Elon Musk ရဲ့2026ဟောကိန်းအကြောင်းကိုကျွန်တော်တို့အတူတူဆွေးနွေးသွားကြဖို့ရှိနေပါတယ် မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘာတစ်ခုမှမပြောရသေးခင်အရင်ဆုံးတော့ Elon Musk ရဲ့ခံမှန်းချက်တွေဟာအရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းတာမှန်ပေမဲ့သူ့ရဲ့အရင်ခံမှန်းချက်တွေမှာအမြဲတမ်းတရားရဂိုင်နှုံးမမှန်ခဲ့ဘူးဆိုတာတွေလည်းရှိပါတယ်ဒါလေးကိုတော့သတိထားကြရမှာဖြစ်ပါတယ် ဒါသူ့အပြစ်တင်တာမဟုတ်ပါဘူး။ Elon ကအနာဂတ်ကိုအရန်အကောင်းမြင်တတ်တဲ့လူ။အထူးသဖြင့်သူ့ကုမ္ပဏီတွေနဲ့ပတ်သက်လာရင်ပို့ပြီးတော့တောင်အားတက်တယ်ရောခံမှန်းလေးရှိတာတွေကိုတွေးရတာကြောင့်ပါ။ဥမာ2024မှာလူသားတွေအင်္ဂါဂျိုဘုံရောက်မယ်လို့ခံမှန်းခဲ့တာမျိုးပါ။ဒါကြောင့်သူ့ခံမှန်းချက်တွေကိုနားထောင်တဲ့အခါမှာဖြစ်လာနိုင်တဲ့အချက်တွေလည်းရှိသလိုနည်းနည်းပိုပိုတတလေးတွေတွေးထားတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတာကိုတော့ကြိုပြီးတွေးထားဖို့လိုအပ်ပါတယ်။သူ့ရဲ့အကြီးမားဆုံးခံမှန်းချက်တွေတည်းကတစ်ခုကတော့ Tesla ရဲ့ Musk 20ရက်နေရပြုလုပ်ခဲ့တဲ့ All Hands Meeting မှာထွက်ပေါ်လာတာဖြစ်ပါတယ်။ My prediction is that Optimus will be the biggest product of all time by အဲ့ဒီမှာသူကလူတူစက်ရုပ်တွေဟာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်လာပြီးတော့ကမ္ဘာကြီးရဲ့အကြီးမားအကျယ်ပြန့်ဆုံးသောထုတ်ကုန်တစ်ခုဖြစ်လာနိုင်မယ်လို့ဆိုပါတယ်။ဒါ2026တခုရဲကိုရည်ညွှန်းတာမျိုးမဟုတ်ဘဲနဲ့အနာဂတ်ဈေးကွက်ကြီးတခုလုံးကိုဘလို့ဥတီသွားမလဲဆိုတော့သူ့ရဲ့ရေဘူးရခံမှန်းချက်ပဲဖြစ်ပါတယ် နောက်သူကဆက်ပြီးတော့ Optimus တွေကတမိုင်းတစ်လျှောက်လုံးမှာအကြီးအကျယ်ဆုံးထုတ်ကုန်ဖြစ်လာနိုင်မယ်။ဘယ်အရာနဲ့မှတော့နှိုင်းရှင်လို့ရမှာမဟုတ်ဘူး။အကြီးဆုံးဆိုတဲ့ထုတ်ကုန်နေထက်တောင်ဆယ်စားလောက်ပိုကြီးပါလိမ့်မယ်ဆိုပြီးတော့အခိုင်အမာပြောသွားခဲ့ပါတယ်။ဒါ우이론တယောက်တည်းပြောနေတာလားဆိုတော့လည်းမဟုတ်ပါဘူး Goldman Sachs လို့ထိတ်တန်းဗန်ကြီးတစ်ခုရဲ့ report မှာလည်း humanoid robot တွေဟာ2035ခုနှစ်ရောက်ရင်ဒေါ်လာ38ဘီလီယံတန်ဖိုးရှိတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်လာနိုင်မယ်လို့ခန့်မှန်းထားတာတွေ့ရပါတယ် သူတို့ရဲ့ခံမှန်းချက်တွေနဲ့ကာညီမှုရှိမရှိရတော့တိတ်မကြခင်မှာပဲသိရတော့မှာဆိုပေမဲ့အခုလက်ရှိ Optimus ရဲ့နောက်ဆုံး update ကိုကြီးလိုက်မယ်ဆိုရင်တော့ဖြစ်နိုင်ခြေရှိတာကိုတွားပြီးတွေ့ရပါတယ်ဒီဒီမိုဗီဒီယိုဟာထူးထူးခြားခြားတိတ်မရှိခဲ့လို့လူသိနဲနေသေးပေမဲ့ဒါပထမဆုံးအချိန်ဖြစ်နေဆက်ရုပ်တွေရလှုပ်ရှားမှုအချိန်တွေကိုပုံမှန် speed နဲ့ပဲလက်တွေ့ကြကြမြင်လိုက်ရတာဖြစ်ပါတယ်။ဆိုလိုတာဆက်ရုပ်ဒီမိုအများစုကဆက်ရုပ်ရဲ့ပုံမှန်လှုပ်ရှားမှုထက်အနည်းဆုံး2ဆလောက်အချိန်မြင့်ထားတာပါ။ ဘာလို့လဲဆိုတော့ဆက်ရုပ်တွေကလှုပ်ရှားမှုတွေလုံးကြတဲ့အခါမှာတော်တော်လေးနှေးကွေးနေသေးတာကြောင့်ပါအခုလိုပုံမှန်အချိန်နဲ့လှုပ်ရှားမှုတွေလုံးပြနိုင်နေတာဟာတိုးတက်မှုဘလောက်မြန်ဆန်နေပြီလဲဆိုတာကိုပြသနေတဲ့မယုံနိုင်လောက်စရာအချက်တစ်ခုလည်းဖြစ်ပါတယ်အခုချိန်မှာတော့ဒီလောက်တွက်လက်မြန်ဆန်နေပြီဆိုရင်နောက်3-4နှစ်အတွင်းမှာဒီဆက်ရုပ်တွေဘလောက်တောင်တိုးတက်လာမလဲဆိုတာတော့စဉ်းစားကြည့်ဖို့တော့ခက်နေပြီပဲဖြစ်ပါတယ်အီလွန်ရဲ့နောက်ထပ် futuristic prediction ကြီးရတော့ AGI နဲ့ပတ်သက်လို့သူ့ရဲ့အမြင်တွေကိုဆက်ပြီးပြောသွားတာဖြစ်ပါတယ် ဒီထဲမှာတော့အင်ကာဂျိုခရီးစဉ်တွေအထိပါပါလာတဲ့အတွက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။သူကသူ့ရဲ့ Space ကုမ္ပဏီကနေထုတ်လုပ်တဲ့ Starship ဖာကတာယာဉ်တွေက Tesla Bot တွေကိုတင်ဆောင်ပြီးတော့2026ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာအင်ကာဂျို Mars ကိုတွားရောက်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ အရင်ဆုံးတော့ Starship ကြီးတက်တက်အင်္ဂါဂျိုဘုံစတင်ထွက်ခွာအောင်မယ်လို့ပြောပါတယ်ဒါကတော့ဒီနှစ်ကုန်ပိုင်းဒါမှမဟုတ်2026အစပိုင်းမှာဖြစ်လာနိုင်တယ်လို့ဆိုပါတယ်လူသားတွေအင်္ဂါဂျိုဘောအခြေချနိုင်မယ့်အချိန်ကိုတော့အစောဆုံး2029လို့ခန့်မှန်းထားပြီးတော့ကနဦးစဉ်သက်မှုတွေအောင်မြင်ခဲ့ရင်တော့2030ခုနှစ်လောက်မှာပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့နှစ်တွေမှာ Starship ရဲ့စမ်းသပ်ပြန်တမ်းမှုတွေကတော်တော်လေးအောင်မြင်နေခဲ့တာတွေ့ရတော့ဒီကိစ္စကတကယ်ဖြစ်လာနိုင်မှုနှီးစက်ခဲ့ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ဒုံးမြန်လွှတ်တင်တဲ့ကိစ္စဆိုတာကလည်းလူတူဆက်ရုပ်တရုပ်တိဆောက်တာထက်အများကြီးပိုပြီးရှုပ်ထွေးပြီးတော့အန္တရာယ်လည်းများပါတယ်။အရာအလုံးကိုတိတိကျကျမှန်ကန်နေတော့မှပဲအဆင်ပြေတာဆိုတာမျိုးဖြစ်တဲ့အတွက်ကြံ့ကြာမှုတွေလည်းအများကြီးရှိနိုင်ပါတယ်။ အခုလက်တလောမှာတော့ Starship တွေကဘလောက်ပဲပေါက်ပွဲနေပါစေလူတူဆက်ရုပ်တရုပ်ကတခြားဂျိုပေါ်မှာအလုပ်တွေလုပ်နေတာကိုမြင်လိုက်ရမယ်ဆိုရင်တော့တခါကိုစောင့်ကြည့်ရဂျိုနတ်စိမ်မြင်ခွဲမျိုးဖြစ်လာစေမှာပါဒီကိစ္စနဲ့အပြိုင်မဲ့အားလုံးစိတ်ဝင်စားဆုံးဖြစ်စေမဲ့အကြောင်းအရာတော့ AGI ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Elon Musk ကဘာပြောထားလဲဆိုတော့ AGI နေက2026မှာထွက်ပေါ်လာနိုင်တယ်လို့ခန့်မှန်းထားတာပါ။ သူ့အဆိုအရ AGI ဆိုတာဘလို့လူသားမျိုးထက်မဆိုပိုပြီးစမှတ်ကြတဲ့ AI ကိုဆိုလိုတာပါ။ AGI ကကျွန်တော်တို့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပါစေလို့တော့မျှော်လင့်ပါတယ်ဆိုပြီးတော့လည်းစူတောင်းထားပါသေးတယ်။ ဒါဆို DAGI နေသားတကယ်ထွက်ပေါ်လာရင်ဘာတွေဖြစ်လာနိုင်မလဲ။သေချာတာတော့ Tesla ကားတွေမှာ growth ကိုထည့်သွင်းလာမယ်။ပြီးရင်အဲ့ဒီကားကိုဗဇက်ကနေပဲတငယ်ချင်းကိုတွားကြိုပေးပါဆိုတာမျိုးဒါမှမဟုတ်ဆိုင်ကိုတွားပြီးတော့ပစ္စည်းဝယ်လာတဲ့လူတွေကိုကြိုပေးပါဆိုတာမျိုးတွေအထိခိုင်းလို့ရလာမယ်။နောက် Optimus ဆက်ရုပ်တွေကလည်း next level တွေဖြစ်လာတော့မယ်။ကလေးတွေကိုကြောင်းကြို့ဖို့လုပ်ပေးတာစာတင်ပေးတာကဘာပေါ်ကဘဲဘာသာစကားကိုမဆိုနားလည်နိုင်တာစတာတွေလည်းဖြစ်လာနိုင်ပါတယ် ဒီလိုခံမှန်းချက်မျိုးတွေက Elon Musk တယောက်တည်းပြောနေတာမဟုတ်ပါဘူး Open AI က Sam Altman ရဲ့ blog post အသစ်မှာဆိုရင်လေ Super Intelligence လို့ခေါ်တဲ့အလွန်မြင့်မားတဲ့အသိဉာဏ်အကြောင်းကိုအချိန်ပေါင်းများစွာပြောဆိုထားတာကိုတွေ့ရမှာပါသူတို့အနေနဲ့ AGI ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာသိရှိထားပြီးဖြစ်ကြောင်း2025ခုနှစ်မှာဆိုရင် AI agent တွေလည်းရှိလာနိုင်ပြီဖြစ်ကြောင်းစသဖြင့်ပြောဆိုထားပါတယ် အခုလက်ရှိမှာလည်း AI agent တွေကတကယ်ကိုရှိနေပြီဆိုတော့အနာဂတ်မှာဘလို့တွေဆက်ပြီးတိုးတက်ပြောင်းလဲလာမလဲဆိုတာတော့အရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းလာပါတယ် Google Open AI နဲ့တခြားထိပ်တန်း AI company တွေရဲ့တိုးတက်မှုတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းတစ်နှစ်အတွင်းမှာ AGI ဖြစ်ပေါ်လာနိုင်ခြင်းရှိတယ်ဆိုတာကိုလည်းတွေ့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းလာတစ်ခုကတော့ Elon ရဲ့ Cyber Cap တွေပါသူကဒီ cyber cap တွေကို2026ခုနှစ်မှာစတင်နိုင်မယ်လို့ပြောထားပါတယ်။ဒါမှမဟုတ်လည်း2029မတိုင်ခင်မှာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီပေါ်မှာတော့ cyber track တွေတောင်းရလို့ပါပဲ။တချို့ကတော့သူ့ရဲ့ design ကိုအရန်ကြိုက်ကြသလိုတချို့ကလည်းဝေဖန်ခဲ့ကြတာရှိပါတယ်။အီလွန်ကတော့သူ့ရဲ့ထူးခြားစမ်းပြတဲ့ design တွေ အသေးစမ်းတွေကိုစူးစမ်းဖန်တီးတတ်တယ်လို့ဆိုတော့ဒီ cyber gap တွေဟာစီးပွားရေးဈေးကွက်နဲ့လူတွေရဲ့တုံ့ပြန်မှုအပေါ်ဘယ်လိုတွေပြောင်းလဲတက်ရောက်သွားနိုင်မလဲဆိုတာကိုတော့စောင့်ကြည့်ကြအောင်ပါပိုလိုရခရီးကိုဘေးကင်းကင်းချောချောမွေ့မွေ့ပို့ဆောင်ပေးနိုင်မယ်ကားထဲမှာအေးစစ်စစ်လိုက်သွားရုံပဲကိုယ်တိုင်လည်းမောင်းစရာမလိုသလိုဘသူ့ကိုမှလည်းမောင်းခိုင်းစရာမလိုဘူးဆိုရင် cyber gap ကိုမစီးပဲနေမဲ့လူဘယ်နှယောက်များရှိနိုင်မလဲဆိုတာကတော့လက်ချိုးရည်ကြည့်ရမယ်ထင်ပါတယ် ဒါကြောင့်ဒီအနာဂတ်ခေတ်ကြီးကိုလူတူဆက်ရုပ်တွေ AGI နေနဲ့မောင်းတူမဲ့စနစ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအနေနဲ့တဆင့်စောင့်ကျင်းပေးလာနိုင်တော့မှာလို့ယုံကြည်ရပါတယ်။ဤလောကတော့ဒီစနစ်တွေကြောင့်စီးပွားရေးစနစ်ကြီးတစ်ခုလုံးပြောင်းလဲသွားမဲ့ပုံစံကိုတော့အခုလိုပဲရှင်းပြထားပါတယ်။ Universal High Income လို့ခေါ်တဲ့ UHI အကြောင်းပါပဲဆိုလိုတာလူတိုင်းကအလုံးမလုံးရင်တောင်မှပဲပတ်စံရနိုင်အောင်မှဖြစ်ပြီးတော့အစိုးရတွေကဘုံရံဘုံငွေစနစ်တစ်ခုကိုဖန်တီးလာကြပြီးတော့အဲ့ဒီကနေလစဉ်လူတိုင်းစီကိုထောက်ပံ့ခြင်းပေးသွားမယ်ပုံစံမျိုးဖြစ်ပါတယ် အကြောင်းရင်းကတော့လူတူဆက်ရုပ်တွေဘီလီယံနဲ့ချီရနေပြီးတော့အစားအစာတွေအိမ်ယာတွေပစ္စည်းကရိယာတွေနဲ့ဝန်ဆောင်မှုတွေကိုလူသားတွေလုံနိုင်တာတဲ့အစာပေါင်းများစွာပို့ပြီးထုတ်လုပ်ပေးလာနိုင်ကြတော့မှာဖြစ်တဲ့အတွက်ကြွယ်ဝမှုခေကြီးတစ်ခုကိုဖန်တီးပေးနိုင်တော့မှာမဟုတ်လို့ပဲဖြစ်ပါတယ် ဆိုတော့ Elon Musk ရဲ့အနာဂတ်အမြင်တွေကတော့တကယ်ကိုအားတက်စရာစိတ်ကူးရင်စရာကောင်းတာတွေ့ရပါတယ်။ Cyber Cap တွေကကျွန်တော်တို့ရဲ့ခီးသွွာလာမှုပုံစံတွေကိုပြောင်းလဲပေးနိုင်မလား။ Bluetooth ဆက်ရုပ်တွေနဲ့ AGI တွေကတကယ်ပဲကြွယ်ဝမှုခေတ်ကိုယူဆောင်လာပြီးပြီးတော့ Universal High Income ဆိုတာမျိုးဖြစ်လာနိုင်မလား။ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်။